ရောက်ရပေါင်းတော်ကောင်းတို့ဒီနေ့1369ခုနှစ်ခရစ်တက္ကရ2009ခုနှစ်နိုဝင်ဘာလ12ရက်နေ့အမေရိကနိုင်ငံနယူးယောက်မြို့မောဂဝိပဿနာပြပအဖွဲ့ကအမှတ်တရတရားဌာနဖြစ်တဲ့ ဒီရေဓမ္မယုံမှကျင့်ပါပြုလို့အပ်သောမောဂဝိပဿနာ တရားစခန်းပွဲမှာကျေးဇူးပြုနေကြဖြစ်တဲ့သစ္စာတရားလို့ပေးတရားများဆက်လက်ပြီးတော့ကျေးဇူးပြုပေးမှာဖြစ်ပါတယ်။ရသော်ဘုရားသခင်ကရောမြာကြီးလက်ထက်တော်ခါကာလတုန်းကဘုရားရှင်ကရောမြာကြီးတာဝတိပြေမုန်စေတဝန်ကျောင်းတော်မှာတရင်တော်တော်မူနေတဲ့အချိန်ခါမှာ တောင်းတိမြို့တော်တွင်ကတရားလာရောက်နာဥကြတဲ့တရားနာပရိသတ်အပေါင်းတော်ကောင်းတို့သည် နာကတရားနာဉာဏ်ကခန္ဓာဆိုင်လို့သောတာပတ္တိမဉ္ဇဏသဂရာဂမိမဉ္ဇဏနာဂမိမဉ္ဇဏရဟတမဉ္ဇဏများအတိအတိရရှိသွားကြသလိုယနေ့လည်းပဲအလုံးစုံတရားနာပရိသတ်အပေါင်းတော်ကောင်းတို့သည်နာကတရားနာဉာဏ်ကခန္ဓာဆိုင်လို့ သောတာပတ္တိမဉ္ဇဉ်များရနိုင်ကြပါစေသကရာဂามိမဉ္ဇဉ်များရနိုင်ကြပါစေအနာဂามိမဉ္ဇဉ်များရနိုင်ကြပါစေအရဟတမဉ္ဇဉ်များရနိုင်ကြပါစေလို့ဆန္ဒပြုခြင်းနဲ့ဘုန်းကြီးများရဲ့ဓမ္မသဘင်အစီအစဉ်ကိုစတင်မှာဖြစ်ပါလေဒီနေ့၃ရက်မြောက်နေ့မှာဘုန်းကြီးတို့ကျေးဇူးပြုလာခဲ့တာ သတိထားမိကြပါလိမ့်မယ်ပရိစ္ဆသမုပ္ပါတရားတော်အဝိဇ္ဇာနဲ့သင်္ခါရဆိုတဲ့ကံဓာတ်ကိုအဓိကထားပြီးတော့ခြေစုပ်ပြုလာခဲ့တာပေါ့နော်ဘယ်လိုပရိစ္ဆသမုပ္ပါတရားတော်ကိုသွားတဲ့အခါမှာစင်တိုင်းသွားရတာဖြစ်တဲ့အတွက်အလုံးပေးတရားနဲ့နှွယ်ပြီးတော့သွားတဲ့အခါမှာလည်းစင်တိုင်းပဲသွားရမှာပေါ့ဒီတော့ဝိပဿနာလုံငန်းအွယ်ဝင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြသည့်အားလျော်စွာ ဝိပဿနာအလုပ်အရှုကရှုဉဏ်တရားကလေးတွေကိုအခုလိုတရားဘွယ်ရဲ့အစ၂ရက်၃ရက်မြောက်လောက်မှာဒါအသေးစိတ်ကလေးတွေပြောပြရမယ်တဘာဝရှိပါတယ်။ဘာဖြစ်လို့လဲလို့ဆိုတော့လုံငန်းကွယ်ဝင်တဲ့ပုဂ္ဂိုလ်များဟာဝိပဿနာအလုပ်တရားကိုကြိုတင်ဟောမထားဘဲနဲ့နောက်ဆုံးမှဟောမယ်ဆိုရင်လည်းပဲ တရားပွဲလည်းပြီးတရားပွဲပြီးမှလုပ်ငန်းသဘောကိုဟောတော့အလုံးလုံးဖို့အချိန်မရဖြစ်သွားတတ်တာပေါ့ဒါကြောင့်မလို့ကြိုတင်ပြီးတော့ဟောတဲ့ဟောလိုက်တာလေးတွေကြိုတင်ပြီးတော့ဟောရမှာပါပဲဒီတော့ဝိဇ္ဇာရဲ့သဘောကိုအကျယ်တော်ဘာဖြစ်လို့ပြောနေရသလဲဆိုတော့အဝိဇ္ဇာရဲ့ တဘာဝတတ္တိလေးမိမိတို့ရဲ့စိတ်ထဲမှာရှိနေရင်ဘာတခုမှထုတ်ဖောက်ပြီးတော့မသိနိုင်ဘူးဒါကြောင့်မလို့အဝိဇ္ဇာရဲ့တဘာဝကိုသေသေးချာချာပုံပုံအောင်ပြောပြရတာပေါ့အဲဒီလိုပြောလိုက်တော့မဟောရီအဝိဇ္ဇာကိုဘလို့နည်းနဲ့ဖြေရှင်းမလဲဘလို့နည်းနဲ့ဖယ်ရှားမလဲဆိုတာကိုသဘောပေါက်လာ ဒီတော့မင်းတို့ကဝိဇ္ဇာရဲ့ပုံလွှမ်းမှု၅မျိုးအမှောင်50အလင်း၅ချက်ဆိုတဲ့တရားဘုန်းကြီးတို့ကျေးဇူးပြုပေးလာခဲ့တယ်။အဲဒီကဝိဇ္ဇာတရားပုံလွှမ်းထားပြီဆိုရင်ဘာတစ်ခုမှဘုန်းကြီးတို့ပြည့်တတ်တယ်။ဆက်ပြီးတော့အလုံးလုံးလို့မရဘူး။ဒါကြောင့်ဟောဒီဝိဇ္ဇာဆိုတဲ့တရားကိုဖယ်ခွာနိုင်ဖို့ အဝိဇ္ဇာသရတရားကိုဖယ်ရှားနိုင်ဖို့အဝိဇ္ဇာကနေဝိဇ္ဇာဖြစ်အောင် ပြုလုပ်နိုင်ဖို့ဒါသိရေးကြည့်တာပေါ့အဲဒီတော့ဝိဇ္ဇာကနေဝိဇ္ဇာဖြစ်အောင်ဘယ်လိုနည်းနဲ့ပြုလုပ်မလဲဆိုတဲ့နည်းလမ်းကလေးတွေဖုံးကြည့်တော့ခဏညပြောပေးပါမယ်ဒီတော့ဝိဇ္ဇာသရကဘာတော့မသိတဲ့သဘောဘာမသိတာလဲသစ္စာမသိတဲ့သဘောသစ္စာသရဘာတော့ခန္ဓာ၅ပါးဘာဖြစ်လို့ခန္ဓာ၅ပါးကိုသစ္စာလို့ခေါ်လဲဖောက်ပြန်ပြည့်စည်တတ်လို့ ဖြစ်ပြီးပြတ်တယ်လို့ခန္ဓာ၅ပါးသည်ဒုက္ခသစ္စာတရားဒါသိပြီးကြပြီနော်အဲဒီဒုက္ခသစ္စာတရားကို မသိသေးဘူးအဝိဇ္ဇာကဖွင့်လွှမ်းထားတယ်ဆိုရင်ခန္ဓာ၅ပါးကိုခွန်ကြီးတို့ပရိသတ်တွေကပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ကလေးတွေနဲ့မြင်မှာပဲဒီတော့ဟောတာကခန္ဓာ၅ပါးအဲဒီခန္ဓာ၅ပါးကို အဝိဇ္ဇာကပေါက်ပယ်ထားရင်ပုဂ္ဂိုလ်တ attva လို့မြင်မယ်။ပုဂ္ဂိုလ်တ attva လို့မြင်ရင်ဒိဋ္ဌိဖြစ်မယ်။အဝိဇ္ဇာဖုံးကွယ်မှုလေးလွတ်သွားလို့ရှိရင်ပုဂ္ဂိုလ်တ attva မြင်ပြောင်းမယ်။ပုဂ္ဂိုလ်တ attva မြင်ပြောင်းရင်သမာဓိဒိဋ္ဌိဖြစ်မယ်။အမြင်မှန်ရမယ်။နော်။အမြင်မှန်စရာဝိဇ္ဇာတရား။ဒီတော့ဟောဒီခန္ဓာ၅ပါးကိုဥတည်ပြီးတော့သုံးသပ်ပြရမယ်။ အဲ့ဒီခန္ဓာ၅ပါးကိုအဝိဇ္ဇာဖုံးကွယ်ထားတော့ကပုံပုတ္တဝါလို့မြင်နေတယ်အဝိဇ္ဇာဖုံးကွယ်မှုကွာသွားရင် ပုံပုတ္တဝါတဲ့အမြင်တွေပြောက်ပြီးတော့ခန္ဓာ၅ပါးလို့မြင်မယ်အဲ့ဒီလိုခန္ဓာ၅ပါးလို့မြင်တော့မှကိုလိုချင်တဲ့ဒုက္ခသစ္စာကိုတွေ့မယ်ဒါတော့ဒုက္ခသစ္စာတွေ့ဖို့ဆိုရင် ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးပါပဲလို့သိအောင်အရင်ကြိုးစားရမယ်။ခန္ဓာ၅ပါးပါပဲလို့သိအောင်အရင်ကြိုးစားဖို့ဆိုလို့ရှိရင်အဝိဇ္ဇာရဲ့ဖောက်ပဲ့မှုကိုခွာပြရမယ်။နော်။အဲဒီတော့ဝိဇ္ဇာကခေါင်းကပြောသလိုဆရာကံတော့ဖောက်ပဲ့အဝိဇ္ဇာက တရားရာကံတော့ဖောက်ပဲ့ထားရင် အလင်းလုံးဝမရှိဘူး။လုံးလုံးရရမှားတယ်မှနေရမယ်။အဝိဇ္ဇာက ဆရာကံတို့ယော့သွားရင်အလင်းကဆရာကံတို့ဖြစ်လာတယ်။အဲဒီတော့အလင်းဆရာကံတို့လာရင် အမှောင်ဆရာကံတို့ယော့မယ်။အလင်း90ရာကံတို့လာရင်အမှောင်90ရာကံတို့ယော့မယ်။အလင်းရာနှုံးပြီးယောက်လာတော့မှအဝိဇ္ဇာရဲ့အမှောင်ရာနှုံးပြီးကင်းစင်သွားမယ်။အဲဒီအချိန်ရောက်အောင်ကြိုးစားကြရပါမယ်။နော်။အဲ့ဒီတော့လောကဥပမာအပြင် ပြောကြပါစို့ဆိုလို့ရှိရင်ခွန်ကြီးတို့ လုံးဝပိမ့်ပိတ်သာမှောင်နေတဲ့တော်ကြီးတဲကိုခီးသွားတဲ့ပုံပေါ်တရားပါချုံမကလေးတွေ့လဲလူလို့ထင်မယ်တရေလို့ထင်မယ်နော်သင်္ကောက်ကလေးတွေ့လဲလူလို့ထင်မယ်တရေလို့ထင်မယ်တာရဲ့တရိษံလို့ထင်မယ်ရှစ်ကိုဆက်မသွားရဲတော့ကျင်းတွေ့လဲကျင်းမမသိကြောက်တွေ့လဲကြောက်မမသိ ဆိုးတွေလည်းဆိုးမမသိညှောက်တွေလည်းညှောက်မမသိအန္တရာယ်တွေအလုံးများတာပေါ့နဲနဲလေးမနဲ့စောစောအာယုံကလေးနဲ့နဲ့ပြုတ်လာပြီဆိုလို့ရှိရင်ပြီပြီပြီမင်းတော့မမြင်ရသေးဘူးဒါပဲမဲ့လို့လည်းပဲမောင်လေးမောင်မလေးမြင်လိုက်တဲ့အခါကျတော့အမြဲတမ်းကြီးကျယ်တဲ့ကြောက်တကဘာတော့ကြောင်မကဘာမှန်တည်သွားပြီဒါပေမဲ့ဆုံးကြောက်ခလုံးလေးလေးကြီးကျတော့ ဆွေးကြောက်ကြလို့မှမသိနိုင်သေးဘူး။ဘာဖြစ်လို့လဲအမှောင်ရက်ကများနေသေးလို့။ချောင်ပေါက်ကလေးတွေတင်းကောက်ကလေးတွေကိုလည်းအော်ဒါချောင်ပေါက်ကလေးပဲဒါတင်းကောက်ကလေးပဲလို့ပြီးသွားပြီ။အကြောက်နည်းနည်းပြေသွားတယ်။လမ်းမှန်ရောက်ပေါ်နည်းနည်းနှိမ့်ဆက်သွားတယ်။အလင်းကလေးကအရိကနေနည်းနည်းလေးနင်းလာလို့20ရာခိုင်နှုန်း30ရာခိုင်နှုန်း40 50အဲ့လိုဖြစ်လာပြီဆိုလုံးဝတော့မလင်းနေဘူးဒါပေမဲ့လို့လည်းပဲရဲရဲတင်းတင်းသွားရဲသွားပြီ လမ်းမမှားနိုင်တော့ဘူးအမောင်သက်သက်တော့ကလမ်းမနိုင်တယ်ကျင်းတဲ့ကြောင်တဲ့ကြာနိုင်တယ်ဆွေကြောင်ကလုံးနေမိနိုင်တယ်သင်္ကောက်ကလေးတွေချောင်ပေါက်ကလေးတွေကိုတရက်တစ်စင်းလို့ထင်နိုင်တယ်တာရက်တစ်လေးစံလို့ထင်နိုင်တယ်အလင်းကလေးရောက်လာတော့အဲ့ဒီအမြင်လေးတွေတဖြည်းဖြည်းပြောင်းလာတယ်လမ်းမမှားနိုင်ဘူးဒါပေမဲ့လို့သင်ငယ်တဲ့ဆွေကြောင်ကလုံးကတော့တိုက်မိအောင်ပါပဲလုံးဝနေ လုံလုံရရထွက်လာလို့ခဏညာမှအကျဉ်းချံမရှိလင်းသွားပြီဆိုရင်တော့လုံးဝရင်းတင်းသွားပြီဘာမှလည်းမမှားနိုင်တော့ဘူးဘာမှလည်းအန္တရာယ်မရှိနိုင်တော့ဘူးအဲဒီလိုပါပဲတဲ့မိမိတို့ရဲ့တဏ္ဍာမှာလည်းပဲအဝိဇ္ဇာဆိုတဲ့ဖုံးလွှမ်းမှုလေးရှိနေတဲ့အခါကျတော့ဉာဏ်ဆိုတဲ့အလင်းကမထိုးပေါက်နိုင်ဘူးမထိုးပေါက်နိုင်တဲ့အခါကျတော့ဘဝခရီးကိုသွားတဲ့အခါမှာ ီလကအပယ်လေးပါရောက်မဲ့လမ်းလားဒီလကသုခတိလမ်းရောက်မဲ့လမ်းလားဒီလကနိဗ္ဗာန်ရောက်မဲ့လမ်းလားဘလို့မှခွဲခြားမသိနိုင်ဘူးဖြစ်အပယ်လေးပါလည်းရောက်ချင်ရောက်မဲ့သုခတိလည်းရောက်ချင်ရောက်မဲ့နိဗ္ဗာန်လည်းရောက်နိဗ္ဗာန်ရောက်ဖို့ကတော့ဘလို့မှပြောလို့ချက်မရှိဘူးအဲဒီလိုနဲ့သမာဓိဋ္ဌိဆိုတဲ့အလင်းကလေးနည်းနည်းလေးလင်းလာအောင်ကြိုးစားလာတဲ့ပုဂ္ဂိုလ်များကြတော့နော်အပယ်လေးပါလုံးဝမလွတ်တော်မှာ အပယ်လေးပါးကိုရှောင်နိုင်သိမ့်နိုင်လာတယ်။မတော်တဆအပယ်လေးပါးကြားချင်းကြားမယ်ဒါပေမဲ့အပယ်လေးပါးမရောက်အောင်တော့အကာအကွယ်တွေပြုလုပ်လာနိုင်တယ်။သုခတိရောက်တဲ့ကုသိုလ်တွေပြုလုပ်လာနိုင်တယ်။နိဗ္ဗာန်ရထောက်ပံ့ဖြစ်မဲ့ကုသိုလ်တွေပြုလုပ်လာနိုင်တယ်။နိဗ္ဗာန်ချက်ချင်းမရောက်ပေမဲ့နိဗ္ဗာန်ရဲ့အကြောင်းထောက်ပံ့တွေဖြစ်လာနိုင်တယ်။ဒါနဲ့တောလာတာပေါ့။ဒီတဲ့မကလင်းလေးများလာတဲ့ပုဂ္ဂိုလ်ကြတော့အပယ်လေးပါးလုံးဝမရောက်တော့ဘူး။ဟောသုခတိ ုဂတိမတိနိဗ္ဗာန်ဒါပေမဲ့ဘဝတွေကဘယ်နဲ့ဘဝဆက်ရအောင်မဲဆိုတာမသိသေးဘူးဒီတဲ့အလင်းတွေအားကောင်းလာတဲ့ပုံကိုကြတော့နိဗ္ဗာန်ရောက်ဖို့သိကြသွားပြီအဲ့ဒါကြောင့်မလို့မိမိတို့ရဲ့တဏ္ဍာမှာအလင်းလေးတွေများများရှိထားဖို့လိုတယ်အဲ့ဒီအလင်းလေးတွေများများရှိထားမှအ ਨੇ ဆုံး အပယ်လေးပါးတဏ္ဍာမှာလုံးမယ်သုဂတိဘဝကျင်လျရသည့်အချိန်ဘဝတွေများများစွာမကျင်လျရတော့ဘဲနဲ့ဘဝတူတူနဲ့ ိဗ္ဗာန်ရောက်နိုင်တယ်။အဲဒီတော့ဘဝတော်တော်နဲ့နိဗ္ဗာန်ရောက်ဖို့ဆိုရင်ထိုင်ပြီးဆုတောင်းနေလို့လည်းမရဘူး။ဒါနကုသိုလ်သက်သက်နဲ့လည်းမဖြစ်ဘူး။သီလကုသိုလ်သက်သက်နဲ့လည်းမဖြစ်ဘူး။သမ္မာဒိဋ္ဌိဆိုတဲ့အလင်းဉာဏ်အလင်းလေးတွေတစ်ဖြည်းဖြည်းနဲ့ဆုဆောင်းတုံ့မိသွားရမယ်။အဲဒီဉာဏ်အလင်းကမှနိဗ္ဗာန်မြန်မြန်ရောက်အောင်ပို့ပေးနိုင်တာ။ဒါကြောင့်မလို့အဝိဇ္ဇာဖယ်ခွာတဲ့အလောက်ဟာအဝိဇ္ဇာကိုဝိဇ္ဇာဖြစ်အောင်ကြိုးစားတဲ့အလောက်ဟာဘုရားဘာသာတွေမှာအမြဲတမ်းရည်ကြည်ပါတယ် ဒါမရှိလို့မဖြစ်ပါဘူး။အဲ့ဒါဆိုကြပါစို့မိမိတို့ရဲ့တဏ္ဍာမှာပုဂ္ဂိုလ်တ attva ငါလို့ချိန်ပြီးတော့သာဆွဲသမီးဆွဲမိဆွဲပစ္စည်းဆွဲအစွဲဆိုတာဒိဋ္ဌိအဲ့ဒီဆွဲနေရှိနေတယ်အဲ့ဒီဆွဲပါလို့ဖြစ်တော့ဝိဇ္ဇာဖုံးကွယ်လို့ဖြစ်တယ်။တမာရိတိအလင်္ကလေးရလာပြီဆိုရင် သာတော့သာဘောသမီးတော့သမီးဘောပစ္စည်းတော့ပစ္စည်းဘောဒါပေမဲ့လို့အစွဲလေးတွေရာခံလို့ညော့လာတယ် သောတာလောကလုံးဝမသိသေးသေးတခင်တော့ကຢာကန်တော့ပြီးအစွဲရှိတယ်။အခုဒီနေ့တွေသိလာတဲ့အခါကျတော့စွဲလေးတွေကဆရာကန်တော့ရော့တယ်၊၂၀ရာကန်တော့ရော့တယ်၊၃၀ရာကန်တော့ရော့တယ်။တဖြည်းဖြည်းနဲ့ရော့ရော့လာတာပေါ့။ရော့ရော့လာတာ။အဲဒီလိုရော့ရော့လာတဲ့အားလျော်ဆိုမိမိတို့ရဲ့တဏ္ဍာမှာတန်းနဲ့ပတ်သက်တဲ့အပူ၊သောကပရိဒေဝ၊သမီးနဲ့ပတ်သက်တဲ့အပူ၊သောကပရိဒေဝ၊ပစ္စည်းနဲ့ပတ်သက်တဲ့အပူ၊သောကပရိဒေဝဒါလေးတွေလည်းတဖြည်းဖြည်းရော့ရော့လာတယ်။ အဲ့ဒါဘုန်းကြီးတို့မြတ်စွာဘုရားပြောတယ်လေဝါသီသရတောက်ပါလက်သမားတွေရိုက်တဲ့လက်ရတုံးပါကြိုင်မှာများတဲ့အခါကျတော့လက်ရထင်တယ်ဒီနေ့ဘလောက်ထင်တယ်ဆိုတာမပြောနိုင်ပေမဲ့ကြာလာတဲ့အခါကျတော့လက်ရထင်ပြီးတော့အဲ့ဒီသစ္စာတို့ကြတဖြည်းဖြည်းနဲ့ချမ်းရာကြီးဖြစ်သွားတယ်အဲ့ဒီလိုပဲမိမိတို့ရဲ့တဏ္ဍာမှာညာလေးတွေကောင်းလာလို့ကိလေသာလေးတွေဘလောက်ရောတယ်ဆိုတာမသိပေမဲ့လို့လည်းပဲ ညာအားတွေတစ်ပြေးပြေးနဲ့ရှူဝါများလာလို့ရှိရင်တော့ကိလေသာကတော့ယော့လာတာတော့သိကြတယ်။ဒီနေ့ဘလောက်ယော့တယ်ဆိုတာမသိနိုင်ပေမဲ့လို့လည်းပဲယော့တာကတော့သိကြတယ်။အဲဒါကြောင့်မို့လို့ဟောဒီဝိပဿနာရှုတဲ့လုပ်ငန်းဒီအဝိဇ္ဇာဆိုတဲ့အမောင်ကိုပယ်ခွာတဲ့လုပ်ငန်းဖြစ်တဲ့အတွက်အမြဲတမ်းလုပ်တဲ့လုပ်ထက်တဲ့လုပ်ငန်းပါပဲ။ကောင်းပြီဒါပြန်အဲ့ဒီအဝိဇ္ဇာတရားမိမိတို့ရဲ့သဏ္ဍာန်မှာရှိနေတော့ ဟောဒီခန္ဓာ၅ပါးကို မြင်နေပြီမဲ့လို့လည်းပဲခန္ဓာ၅ပါးမှသိကြရလားဘယ်လိုဖောက်ွဲထားလို့လဲအဝိဇ္ဇာဖောက်ွဲထားလို့အဝိဇ္ဇာဖောက်ွဲထားတဲ့အခါကျတော့ပုဂ္ဂိုလ်တရားကငါလို့မထင်ဘူးလားထင်လားအဲ့ဒါဒီတခြားလားဒိဋ္ဌိလားဟုတ်ပြီနော်ဒီတော့အဝိဇ္ဇာနဲ့ဒိဋ္ဌိကဘာတော်တယ်လဲမေးတော့ဆရာတပည့်ပဲဥပမာအဖြစ်ပြောကြပါစို့ဆိုလို့ရှိရင်အလံမဲ့ပြတဲ့ပေါ်တဲ့ပွဲမှာနော် အလမဲပြတဲ့ပေါ်တဲ့ဘွဲမှာအလမဲဆရာကြီးကကျိုးကိုမွေလို့ထင်အောင်ဖန်တီးပေးထားတယ်။ပွဲကြီးပရိသတ်ကကျိုးကိုဘယ်လိုထင်လဲမွေလို့ထင်တယ်။ကျိုးကိုမွေလို့ထင်အောင်ဖန်တီးပေးတာကအလမဲဆရာမွေလို့ထင်လိုက်တာကပွဲကြီးပရိသတ်ဒီလိုမဟုတ်လား။အဲဒီလိုပဲဟောဒီခန္ဓာ၅ပါးကိုခန္ဓာ၅ပါးမဟုတ်ပါဘူး။ပုဂ္ဂိုလ်တ attva ဘာပဲလို့ထင်အောင်ဖန်တီးပေးတာကအဝိဇ္ဇာပုဂ္ဂိုလ်တ attva လို့ထင်တာကဒိဋ္ဌိ ပြန်ပြောမယ်နော် ခန္ဓာ၅ပါးရှိနေပါရဲ့နဲ့ခန္ဓာ၅ပါးမဟုတ်ပါဘူးပုဂ္ဂိုလ်တ attva ပါလို့ထင်အောင်ဘယ်လိုကလုပ်ပြီးတော့အဝိဇ္ဇာကပြုလုပ်ပြီးတယ်ခန္ဓာ၅ပါးလို့ထင်နေတာကဒိဋ္ဌိပုဂ္ဂိုလ်တ attva လို့ထင်နေတာကဒိဋ္ဌိဒီလိုမလားအဲ့တော့ပုဂ္ဂိုလ်တ attva လို့ထင်အောင်အဝိဇ္ဇာကပြုလုပ်ပြီးတယ်အဲဒိဋ္ဌိကပုဂ္ဂိုလ်တ attva လို့ထင်တယ်ပြီးတော့အဝိဇ္ဇာနဲ့ဒိဋ္ဌိဒီသူကရှင်းသွားနောက်လိုက်တယ်အဝိဇ္ဇာကလည်းပြပြီးတယ်အဝိဇ္ဇာလည်းပြမှုနောက်မှာ ဒိဋ္ဌိကဒီနေရာမှာသူက ဝင်လာရတာခနေ့ဘုန်းကြီးတို့ပြိတ္တတိသောတာပန်ဖြစ်ချင်ပါတယ်ဆိုရင်တခြားပေးရမှာလားဒိဋ္ဌိပေးရမှာဒိဋ္ဌိပေးရမှာနော်ဒိဋ္ဌိပေးတဲ့အခါကျတော့ဒိဋ္ဌိကိုဒီတိုင်းပယ်လို့မရဘူးသူ့ဆရာကအဝိဇ္ဇာဟုတ်တယ်မလားသူ့ဆရာကအဝိဇ္ဇာဖြစ်တော့အဝိဇ္ဇာရဲ့ဖောက်ပွဲမှုကိုကိုကဖယ်နိုင်လို့ရှိရင်အဝိဇ္ဇာဆရာခံလို့ရောက်ရင်ဒိဋ္ဌိကလည်း ရာခင်တို့ပြောတာပဲနော်သာဆိုတဲ့ဆွဲသမီးဆိုတဲ့ဆွဲပြည်စီဆိုတဲ့ဆွဲဆရာခင်တို့မရောက်ဘူးလားရောက်ပါပြီအဝိဇ္ဇာ950ရာခင်တို့ရောက်သွားရင်ဒိဋ္ဌိဆွဲကလည်း50ရာခင်တို့ရောက်တော့မှာပဲအဝိဇ္ဇာရာခင်တို့ရောက်ရင်ဒိဋ္ဌိဆွဲကလည်းရာခင်တို့ရောက်တော့မှာပဲအဲ့ဒီဒိဋ္ဌိရာခင်တို့ရောက်ဖို့အတွက်ကိုဘုန်းကြီးပရိသတ်ကအဝိဇ္ဇာကလည်းဝိဇ္ဇာဖြစ်အောင်ပြုလုပ်ပေးရမယ်မသိမှုကလည်းသိမှုပြအောင်ပြုလုပ်ပေးရမယ် အဲ့ဒီတော့အဝိဇ္ဇာကဖောင်းဝဲထားလိုက်တဲ့အခါကျတော့ဒိဋ္ဌိကဝင်လာပြီဒိဋ္ဌိဝင်လာတဲ့အခါတော့ဒိဋ္ဌိနောက်မှာဘလူတွေပါလာတယ်လို့ဆိုတော့တဏှာလည်းပါတယ်မာနလည်းပါတယ်ဘလူတွေပါလာလဲတဏှာလည်းပါတယ်မာနလည်းပါတယ်ဒိဋ္ဌိကရှိကသွားတယ်တဏှာနဲ့မာနကနောက်ကလိုက်တယ်ဒီလိုမဟုတ်လားအားလုံးပေါင်းလိုက်တော့အဝိဒိဋ္ဌိရဲ့တဏှာရဲ့မာနရဲ့တရားဘယ်တစ်မျိုးလဲ၃မျိုးဒိဋ္ဌိတစ်မျိုးနဲ့လာတာမဟုတ်ဘူးတော့ ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးမှမသိအောင်ဖုံးကြတာကဘလို့တော့အဝိဇ္ဇာအဝိဇ္ဇာကဖုံးကြတဲ့အခါကျတော့ဒိဋ္ဌိကလည်းသူကခန္ဓာ၅ပါးကို မြင်ကြည့်ပြီးတော့သူ့အနေနဲ့သူတတ်မှတ်တယ်ဒါငါသံငါသမီးဘယ်လိုကသတ်မှတ်တော့ဒိဋ္ဌိကသတ်မှတ်တာဒိဋ္ဌိကသတ်မှတ်တယ်လို့တဏှာကလည်းပဲအော်ဟုတ်တယ်သားမလို့ခင်ရတယ်သမီးမလို့ခင်ရတယ်ဘယ်လိုကပြောတော့တဏှာကပြောတာမာနကလည်းဝင်ပြောတာဟုတ်ပြီငါသားလေးကသူများနဲ့မတူဘူးသူများနဲ့ပို့ပြီးတော့ပညာတတ်တယ် သူများတဲ့ပို့ပြီးတော့ရုပ်ချောတယ်ဘလူကပြောတော့မန္တကပြောတာငါသားမငါသားငါသမီးမငါသမီးအဲ့ဒါဘလူတော့မန္တဒီတော့ဒေဒီတရားလေးဖြစ်လာပြီဆိုရင်သူကတစ်မျိုးတည်းမလာဘူးအတိုင်းဝိုင်းနဲ့ဝင်လာလားတဏှာလည်းပါလာတယ်မာနာလည်းပါလာတယ်နော်ဒေဒီကလည်းဟောရိခန္ဓာ၅ပါးကိုဝင်ပြီးတော့တန်ဖိုးသတ်မှတ်ပေးလိုက်တာပဲနော်တကယ်ကဟောရိခန္ဓာ၅ပါးသည်တန်ဖိုးရှိပစ္စည်းမဟုတ်ဘူးတန်ဖိုးမဲ့ပစ္စည်း ဘာဖြစ်လို့တန်ဖိုးမဲ့ပစ္စည်းလဲလို့မေးတဲ့အခါကျတော့ဟောဒီခန္ဓာ၅ပါးသည်ပုပ်ပေါ်လဲမဟုတ်ဘူးတတ္တဝါလဲမဟုတ်ဘူးယောဓမနရမခြေပြင်းပြတ်တဲ့ခြေပြင်းပါသစ္စာတော့ဒုက္ခသစ္စာအဆင်းရဲအမွဲဟုတ်တယ်မလားဒုရခရဲ့၂မျိုးရှိတယ်သစ္စာရဲ့ဆိုတော့၃မျိုးရှိတယ်ဒုစရကဘုန်းကြီးတို့အင်မတဆက်ဆုပ်เสียကောင်းတယ်ခဆိုတာကဘာမှအသုံးမကျဘူးချင်းလေးအလကားပဲတဲ့ သစ္စာကအမှန်နဲ့သုံးမျိုးပေါင်းလိုက်တော့ဆက်ဆုပ်စရာအသုံးမကျတာအမှန်အဲ့ဒါကိုပါဠိလိုဘယ်လိုခေါ်လဲဒုက္ခသစ္စာဘာတမိုးမှမရှိဘူးဘာမှမရှိဘူးဒုက္ခအချင်းချင်းအလကားဘာမှတမိုးမရှိဘူးအဲ့ဒီအချင်းချင်းအလကားမို့လို့သူ့ကိုတုံညလို့ခေါ်တယ်ဘယ်လိုခေါ်လဲတုံညဆိုတာကဏ္ဍမဟုတ်တဲ့တဲ့ဘာတမိုးမှမရှိဘူးနော်တင်းတင်းတောင်းတင်းနဲ့ဘာမှမပါဘူးဆိုတုံညတွေဘလောက်ပဲရေးတာရေးတာဘာတမိုးမှမရှိဘူး ဒါကြောင့်မလို့ဘာမှတန်ဖို့မရှိတဲ့ဖြစ်ပြဒုက္ခသစ္စာမို့လို့ဟောဒီခန္ဓာ၅ပါးကိုဘယ်လိုခေါ်လဲတောင်ညာတောင်ညာတရားတောင်ညာတရားတောင်ညာတရားနော်အဲ့ဒီတောင်ညာတရားတောင်ညာတရားကိုတောင်ညာမှမသိအောင်အဝိဇ္ဇာကနေပြီးတော့အော်ဖောင်းွယ်ပြီးတော့သူကမုန်းမှပေးလိုက်တဲ့အခါကျတော့ဒိဋ္ဌိကလည်းဒိဋ္ဌိတန်ဖို့သတ်မှတ်ပေးလိုက်တယ်တဏှာကလည်းတဏှာတန်ဖို့သတ်မှတ်ပေးလိုက်တယ်မာနကလည်းမာနတန်ဖို့သတ်မှတ်ပေးလိုက်တယ် ဒီလိုဟောဒီခန္ဓာ၅ပါးမှာတံပိုးတွေများလာတာပေါ့နော်ဘာတံပိုးတွေများတော့ဒိဋ္ဌိတံပိုးသဏ္ဍာန်တံပိုးမာနတံပိုးဟုတ်လားတကယ်တမ်းကျတော့သူဒီတံပိုးရှိပြီစီလားတံပိုးမဲ့ပြီစီလားတံပိုးမဲ့ပြီစီအဲ့ဒါကဘယ်လိုကနေတံပိုးသတ်မှတ်ပြီးတော့ဒိဋ္ဌိကသတ်မှတ်ပြီးတယ်သဏ္ဍာန်ကသတ်မှတ်ပြီးတယ်မာနကသတ်မှတ်ပြီးတယ်သူတန်းနေလို့ရှိရင်ပုဂ္ဂိုလ်လည်းမဟုတ်ဘူးတ attva လည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးသူလည်းမဟုတ်ဘူးဘာမှမဟုတ်ဘူး အဲ့ဒီဘာမှမဟုတ်တာကိုဒေရိကတန်ဖိုးသတ်မှတ်ပြလိုက်တော့ငါသားဆိုတာဖြစ်လာတယ်။ငါသမီးဆိုတာဖြစ်လာတယ်။နော်။ငါနဲ့ဆိုင်တယ်လို့ဖြစ်လာတယ်။မာနကဝင်တန်ဖိုးသတ်မှတ်ပြလိုက်တော့အော်ခင်စရာကောင်းတယ်ဆိုတာဖြစ်လာတယ်။ချစ်စရာကောင်းတယ်ဆိုတာဖြစ်လာတယ်။တန်ဖိုးလေးနည်းနည်းမြင့်လာတယ်။မာနကနေတန်ဖိုးသတ်မှတ်ပြလိုက်တဲ့ကသူများတဲ့သားတယ်။သူများတဲ့ပို့ပြီးတော့ပညာတတ်တယ်။သူများတဲ့ပို့ပြီးတော့ပစ္စည်းရှိတယ်။သူများတဲ့ပို့ပြီးတော့လိမ္မာတယ်။ဟော။ခန္ဓာ၅ပါးချင်းအတူတူတော်မှာ သူကရုပ်တယ်သူကညက်တယ်သူကနှိမ့်တယ်သူကမြင့်တယ်သူကတော်တယ်သူကမတော်ဘူးဘလူကသမတ်ဒိဋ္ဌိရဲ့တဏှာရဲ့မာနရဲ့လောကသမတ်တာမဟုတ်ဘူးနော်ဘလူကသမတ်တာလဲဒိဋ္ဌိရဲ့တဏှာရဲ့မာနဒီသုံးမျိုးကသမတ်ပြီးတာအဲ့ဒီသုံးမျိုးသာမဝင်လာဘူးဆိုရင် သူလဲခန္ဓာ၅ပါးကိုယ်လဲခန္ဓာ၅ပါးဘာမှမရှိဘူးတောင်ရဒီလိုဆိုတော့ အဲ့ဒီတောင်ကြားကိုဒီဒီပုံပေါ်တွေကတံပိုးသတ်မှတ်နေအောင်ဝင်ပြီးတော့ဆရာလုပ်ပေးတာကဘလို့လဲအဝိဇ္ဇာဟောက်ပြီအဝိဇ္ဇာကဟောဒီဒိဋ္ဌိတရားကိုသူကနေပြီးတော့ဘောကနေဖုံးအုပ်ထားလိုက်တဲ့အခါကျတော့ဘာမှအမှန်နဲ့သိခွင့်မရဘူးသိခွင့်မရတော့ဒိဋ္ဌိကလည်းဟိတာနော်ငါသားပဲသာသမီပဲငါပဲသူပဲပုဂ္ဂိုလ်တ attva ပဲဒိဋ္ဌိကဝင်တံပိုးသတ်မှတ်ပေးလိုက်တော့တစ်မျိုးဖြစ်သွားတာပေါ့ဇဏကတံပိုးသတ်မှတ်တယ်မာနကတံပိုးသတ်မှတ်တယ် ဘလောက်ပဲတံမိုးသတ်မှတ်သတ်မှတ်အဝိဇ္ဇာတရားကိုလာတိုက်ထုတ်နိုင်မယ်ဆိုလို့ရှိရင်သူ့ရဲ့အခြေအနေမှာကိုသိကွမရဘူးလားရအခြေအနေမှာသိကွရပြီဆိုလို့ရှိရင်ဒိဋ္ဌိကောတံမိုးသတ်မှတ်လို့ရသေးလားမာနတဏ္ဍာကလည်းမရမာနကလည်းဒီလိုဆိုရင်ဒိဋ္ဌိလည်းလိုလိုပြင်းပါပဲတဏ္ဍာလည်းလိုလိုပြင်းပါပဲမာနလည်းဒီတော့ဒိဋ္ဌိတဏမာနဒီတရားသုံးမျိုးကိုသတ်ရှင်းပါတယ်ဆိုရင်အရင်စစ်တော့ အဝိဇ္ဇာအဝိဇ္ဇာရဲ့ခန္ဓာတိတ်ရေးကြီးတယ်ဟုတ်လားအဲ့တော့ဒိဋ္ဌိခွာပါဒိဋ္ဌိခွာပါဆိုပေမဲ့ဒီတိုင်းခွာလို့မရဘူးအဝိဇ္ဇာကိုရင်ရှင်းနော်အဝိဇ္ဇာကလည်းဝိဇ္ဇာဖြစ်အောင်လုပ်မာတဏတရားကိုတပ်ပါတပ်ပါဆိုပေမဲ့ဒီတိုင်းတပ်လို့မရဘူးအဝိဇ္ဇာကိုဝိဇ္ဇာဖြစ်အောင်လုပ်နော်မာနကိုတပ်ပါဆိုပေမဲ့ဒီတိုင်းတပ်လို့မရဘူးအဝိဇ္ဇာကိုဝိဇ္ဇာဖြစ်အောင်လုပ်ဒီတင်းနဲ့သွားပါပါပဲအဲ့တော့ဒိဋ္ဌိရဲ့တဏရဲ့မာနရဲ့အဲ့ဒီတရားသုံးမျိုးဒီ တို့ကနောက်လိုက်ဆရာကြီးကဘယ်လိုတော့အဝိဇ္ဇာသိရေးကြည့်ပါလေအဲဒီတော့ဘုန်းကြီးတို့ပြိဿတိကခဏခန္ဓာ၅ပါးအပေါ်မှာဒိဋ္ဌိကလည်းဖုံတန်မှုသမထားတယ်တဏှာကလည်းတန်မှုသမထားတယ်မာနကလည်းတန်မှုသမထားတော့ငါကွာဆိုပြီးတော့လက်မထောင်းနေတာပေါ့ဟုတ်တယ်မလားလက်မထောင်းအားရှိနေတာဘလို့အားကုန်တဲ့လက်မထောင်းနေဒိဋ္ဌိတဏှာမာနနော်အိတံမမတဲ့ဟုတ်လား တဏ္ဍာကဧတံမမတဲ့ဒါငါပစ္စည်းတဲ့မာနကဧသောဟမသမိတဲ့ဒါငါกว่าတဲ့ဒိဋ္ဌိကဧသောမေအတ္တဒါငါနဲ့ဆိုင်တယ်ဧတံမမဧသောမသမိဧသောမေအတ္တဒါငါပဲဒါငါဥစ္စာပဲဒါငါနဲ့ဆိုင်တယ်ဘုလူတွေကပြောတော့တဏ္ဍာမာနဒိဋ္ဌိဒီတရားသုံးမျိုးကပြောတာအဲဒါကြောင့်မို့လို့ဒီတရားသုံးမျိုးမိမိတို့ရဲ့တဏ္ဍာမှာ ဝင်ပြီးတော့ဓမ္မောတ္တမထာတော့ဓာငါကွာငါဥစ္စာ